ခဲတလုံးနဲ့ငှက်၅កောင်ပြစ်နိုင်တယ်စီမာဂလူလိုက်စီးချိုထိုးသေးကြအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ AN Channel မှာကျမရဲ့ပူစတာရဲ့ရေနဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ခဲခုနကျွန်တော်ခေါင်းစဉ်မှာပြောရတဲ့အတိုင်းပါနော်ခဲတလုံးနဲ့ငှက်၅កောင်ပြစ်တဲ့ဆေးပါနော်အဲ့တော့ပြောချင်တာကတော့ဒီဆေးကိုသုံးတဲ့အခါမှာယောဂ၅မျိုးထိတက်တာလေပေါ့အဲ့တော့ဘာတွေလဲပေါ့နော် ဒီကစီးကျိုးအတွက်သုံးတဲ့ဆေးပဲဒီကစီမာဂလူတိုက်ထိုးဆေးပေါ့နော်အရှိမှာတော့ဒီချားထိုးဆေးကြီးရှိခဲ့တယ်ပေါ့ဗျာဒါပေမဲ့အခုနောက်ပိုင်းတော့ကျွန်တော်မြန်မာနိုင်ငံတဲကိုဝင်လာတဲ့အနေထားမှာတော့ဒီစီမာဂလူတိုက်ကတော်တော်များများနောက်ပိုင်းမှာပေါ်ပူလာဖြစ်လာတယ်ပေါ့နော်အထိုးဆေးတွေမှာတောက်ဆေးလည်းရှိတယ်တောက်ဆေးတော့ကျွန်တော်အခုထိတော့မကြားဘူးသေးပေါ့နောက်ပိုင်းတော့ဝင်လာဖို့လို့ရှိရပေါ့ဒါမှတော့ကျွန်တော်တောက်ဆေးအကြောင်းမှထည့်ပြပြသွားပါမယ်အဲ့တော့စီးကျိုးအတွက်သုံးမိမဲ့သူကဝိတ်လေးကြစီလို့နောက်ပိုင်းမှာဝိတ်ချဖို့အတွက် ဒီဟာဒီကကဘာလုံးမအောင်တွင်းတွင်းကြည့်ရဲသုံးလာကြတယ်အခုမြန်မာပြည်မှာလည်း weight ချဖို့အတွက်ကိုတချို့ aesthetic clinic တွေကလည်းသုံးလာကြတာတွေ့ရတယ်ပေါ့နော်အဲ့တော့ weight လည်းကျတယ်ဗျာပြီးတော့အသေးစီဖုံးတော်တက်တာတယ်အသေးစီဖုံးတော်အတွက်လည်းအသေးရောဂါဆရာဝန်တွေကကုလာကြတယ်ပေါ့နော်ဒါကိုသုံးလာကြတယ်ပြီးတော့ तू ကစီးကြိုထိန်းတဲ့အပြင်ကိုနှလုံးကိုလည်းကာကွယ်တယ်ပြီးတော့ကြောက်ကပ်ကိုလည်းကာကွယ်တယ်ဆိုတော့ခဲတလုံးနဲ့နှက်ငါးကောင်ပြည့်တဲ့ဆေးပေါ့ဗျာအဲ့ဒါကျွန်တော်ကဒါကြောင့်မို့ကျွန်တော်ဒီဆေးကိုခဲတလုံးနဲ့နှက်ငါးကောင်ပြည့်တဲ့ဆေးလို့ကျွန်တော်ပြောလိုက်တာပေါ့နော်အဲ့တော့ ဒီဆေးဒီနောက်ပိုင်းမှာနောက်ပိုင်းဆိုတွန်းတွန်းချင်ချင်နဲ့သုံးလာဖို့လည်းရှိတယ်အဲ့တော့ဘေးလဆိုးကျိုးကြီးမရှိတော့ဆိုရှိတာပါပဲအဲ့ဒါတော့ကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ဆွေးနွေးတော့မှာပါเนาะအဲ့တော့ဒီဆေးကဘယ်မျိုးစားထဲမှာပါလဲဆိုတော့ကျွန်တော်တို့က GLP-1 receptor agonist ကိုကျွန်တော်တို့ကအဲ့ဒီမျိုးစားထဲမှာပါတယ်ပေါ့ဗျာအဲ GLP-1 RA ပေါ့เนาะအဲ့တော့ရှင်းတော့ပြောမယ်ဆိုရင် glucagon-like peptide ပေါ့เนาะ1 receptor agonist ပေါ့အဲ့တော့ဒါလေးကိုကျွန်တော်ရှင်းပြခြင်းတယ်။ဘာရှင်းပြခြင်းလဲဆိုတော့အဲ့ GLP-1 ဆိုတာဟော်မုန်း ဟော်မုန်းเนาะကျွန်တော်တို့ခန္ဓာကိုယ်မှာထွက်တဲ့ဟော်မုန်းအဲ့တော့သူကခန္ဓာကိုယ်မှာကျွန်တော်ဒီဘယ်အချိန်မှာထွက်တာလဲဆိုလို့ရှိရင်ကျွန်တော်အစာစားပြီးွားတဲ့အချိန်မှာထွက်တဲ့ဟော်မုန်းအဲ့ဒီ GLP-1 ဟော်မုန်းထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကဘာဖြစ်လာလဲဆိုတော့အစာစားခန္ဓာကိုယ်မှာအစာတွေများလာပြီးအစာအဆင်ပြေသွားပြီဆိုလို့ရှိရင်သူကအဲ့ဟော်မုန်းထွက်လာတာနဲ့အစာစားခြင်းတွေညှော်နေသွားတယ်ပြီးလို့ရှိရင်အစာအိမ်ကနေဦးဒီအစာပိုးတဲ့ဖြစ်စရာနှုတ်ကွေးွားတယ်ပေါ့နော်ပြီးတော့သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ ီ pancreas ကနေ insulin ကို truck စေတယ် insulin truck စေတဲ့အတွက်ကြောင့်မလို့အဲ့ဒီ insulin ကဘာလို့လုပ်ပြီးလဲဆိုတော့ကျွန်တော်ရှင်းပြီးရောမပြောပြသဖြစ်တယ်ပေါ့နော်ဒါမဲ့ဒီမှာကျွန်တော်နည်းနည်းပြန်ပြောပြပေးမယ် insulin truck တဲ့ကြောင့်မလို့အဲ့ insulin ဒီစားလိုက်တဲ့အစားအစာတွေထဲက glucose တွေကသွေးထဲရောက်မယ်အဲ့သွေးထဲက glucose တွေကို cell tissue တွေကိုပို့ပြီးတော့ cell tissue အလုံးလုံးအောင်လုပ်ပေးတယ်ပေါ့နော်အဲ့တော့အဲ့လိုနည်းနဲ့ကျွန်တော်တို့ကသွေးထဲမှာရှိတဲ့အချိုလက်ကိုကျစေတယ်အဲ့ဒါအပြင်ကိုသူက glucagon like ပတ်တိုက်လို့ပြောကြအောင်လို့ glucagon ဆိုတဲ့ဟော်မုန်းကိုလည်းကျွန်တော်တို့ကထွက်လာအောင်လို့ ထွက်တာတော့သူကနှေးကွေးစေတယ်ကြော့နေစေတယ်အဲ့ဒီဂလူကာဂွန်ဆိုတဲ့ဟော်မုန်းကအင်ဆူလင်ရဲ့စန့်ကျင်ဘက်အင်ဆူလင်ဒီသွေးတွင်းအချိုဓာတ်ကိုကျစေတယ်စီးချိုထိမ့်ပေးတယ်ဂလူကာဂွန်ကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်မှာအရေးပေါ်အခြေအနေမှာဂလူကာဂွန်ထွက်တယ်အဲ့ဒီဂလူကာဂွန်ဒီအသည်းမှာတင်ထားတဲ့အချိုဓာတ်တွေကိုပြန်ထုတ်တယ်ပြီးလို့ရှိရင်သွေးထဲမှာစီးချိုဓာတ်တွေအချိုဓာတ်တွေပို့ပြီးတော့များစေတယ်။အဲဒါကြောင့်မလို့သူဒီဂလူကာဂွန်ရဲ့လှုပ်ဆောင်ချက်ဂလူကာဂွန်ဟော်မုန်းထွက်တာကို ကြဆင်းစေတဲ့အတွက်ကြောင့်မလို့သွေးကြိုတက်ကိုကြဆင်းစေတယ်ပေါ့နော်အဲ့လိုဒီနဲ့အလုပ်လုပ်တယ်အဲ့ဒါကိုမှခန္ဓာကိုယ်ကကောင်းကောင်းမထွက်နိုင်တဲ့အခါမှာအဲ့ဒါကိုမှစင်တူရုံးမှဖြစ်အောင်လိုက်လုပ်ထားတဲ့ဈေးအဲ့လိုဈေးမျိုးစားဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီစီမဂလူတိုက်လို့ခေါ်တဲ့ဈေးရဲ့အကြောင်းဖြစ်ပါတယ်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပန်းနဲ့အွန်လိုင်းကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်းဈေးကန်းကိုလာပြီးတော့ဆွေးနွေးကြတယ်ဆိုလို့ရှိရင်တော့ဖုန်း39ကို993 965 395ကိုမနေ့ရှင်းနာရနေပြီးတော့ညနေ6:00အတွင်းမှာအသေးစိတ်စုံစမ်းမြင်နိုင်ပါရဲ့နော် ဟုတ်ပြီကျွန်တော်အခုဘလို့ထုတ်လုပ်ထားရဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်အဲ့တော့ဒီစီမာဂလူတိုက်ကိုကျွန်တော်တို့ဒီထိုးဆေးရနှစ်မျိုးနဲ့တူတယ်ပေါ့နော်တောက်ဆေးရတစ်မျိုးသုံးမျိုးပေါ့နော်အဲ့တော့ကျွန်တော်ရှင်းပြမယ်ထုတ်တဲ့ကုမ္ပဏီက new notice ကထိုးတာပေါ့နော်အဲ့တော့ဒီထိုးဆေးရတစ်ပတ်တစ်ခါထိုးပါတယ်တောက်ဆေးရတော့နေ့စဉ်တောက်ရတယ်ပေါ့နော်အဲ့ဒီမှာထိုးဆေးကဒီနှစ်မျိုးက ozempic ရယ် wegovy ရယ်ပေါ့နော် တောက်ဆေးကိုကြတော့ rival sex လို့ခေါ်တယ်ပေါ့နော်အဲ့မှာတခုတစ်ခုချင်းနေကျွန်တော်ပြောပြပေးသွားမယ်အဲ့တော့အရင်ဆုံးသာပြောမှာ ozambic ပေါ့နော်ဒီ ozambic ကို2019လောက်ထဲက fda က approve လုပ်ခဲ့တာအဲ့ဒီကစထိုးနေခဲ့တာပေါ့နော်အဓိကသူ့ကိုသုံးတာကတော့အမျိုးအစားနှစ်ဆေးကြိုမှာသုံးတယ်အဲ့တော့ဒီထိုးဆေးနှစ်မျိုးက fda approve လာကျွန်တော်မတူ dose ချင်းလည်းမတူဘူးပေါ့နော်အဲ့ဒါလေးသတိထားဖို့လိုတယ်ပေါ့နော်ထိုးဆေးနှစ်မျိုးရောထိုးလို့မရဘူးလို့ပြောကြတယ်ပေါ့နော်ဒီ ozambic ကတော့ဒီကအမျိုးအစားနှစ်ဆေးကြိုအတွက်သုံးတယ် သူကစီးကြိုအတုံးသုံးတဲ့အပြင်မှာသူကကြောက်ကက်ကိုလည်းကာဝယ်တယ်နှလုံးဟက်အတက်ဖြစ်တာလည်းကာဝယ်တယ်လေပြတ်တာကိုလည်းကာဝယ်တယ်စီးကြိုကြောင့်ရုတ်တရက်ပေဆုံးသွားတာကိုလည်းကာဝယ်တယ်ပေါ့နော်သူ့ရဲ့ဒိုးသေးကအော်တိုအင်ဂျင်တာမျိုးစားပေါ့နော်အဲ့တော့သူက0.25 mg ထွက်တယ်2.5 mg ထွက်တယ်1 mg ထွက်တယ်2 mg ထွက်တယ်ပေါ့နော်ထိုးရင်တော့တစ်ဖြည်းဖြည်းနဲ့တိုးတိုးပြီးတော့ထိုးပါ0.25ကနေပြီးတော့တစ်ဖြည်းဖြည်းနဲ့နောက်ဆုံးညရင်2တီကိုဆက်ထိုးသွားတာပါဒါကဆရာကိုညွှန်ကြားချက်နဲ့လုပ်သွားတာပါเนาะအဲ့တော့ဒါကတော့ example ပေါ့เนาะနောက်တစ်ခုက Wegovy Wegovy ကြတော့အဓိကတော့ weight loss သမားတွေအတွက် weight shot ဖို့အတွက်သုံးတာဒါပေမဲ့သုံးတဲ့ခါကျရင်တော့အသက်က12နှစ်ကျော်မှစသုံးလို့ရတယ်လို့ပြောရပါတော့နော်12နှစ်ကျော်တဲ့ကလေးတွေကစသုံးလို့ရတယ်ကလေးငယ်ငယ်လေးမှာတော့အကောင်သုံးလို့မရဘူးသူလည်းတပတ်တကာထိုးရတဲ့ injection ပဲအဲဒီကောင်ကကြတော့ dose ပို့ပြီးတော့များများတယ် dose ပို့ပြီးများများသုံးတယ်သူကစထွက်တဲ့ထွက်တဲ့ပုံစံကြတော့ဒီ Wegovy ကတော့0.25 mg dose ရှိတယ်0.5 mg ရှိတယ်1 mg ရှိတယ်1.7 mg ရှိတယ်2.4 mg ရှိတယ်သူက dose လည်းပုံများတယ် ဈေးလည်းပိုကြည့်တယ်ဒီ Vivo View ကြတော့ weight loss သမားတွေရဲ့နောက်ချက်ကအသေးစီဘုံယောဂါတွေအတွက်ပေါ့နော်အဲ့ဒါကိုတော့အဓိက FDA က approve လုပ်ထားတယ်ပေါ့နော်အဲ့နှစ်ခုကတော့ရောထုတ်လို့မရအဲ့တော့နားလည်ပြီးချင်ပါတယ်နော်အဲ့တော့ပါဝင်တဲ့ semaglutide ကအတူတူပဲ dose မတူဘူးတချို့အရာတွေအတွက်ကတော့ဒီ weight loss သမားတွေအတွက်က weight loss သမားတွေကတည်တံ့လုပ်ထားတာရှိတယ်နောက်ပြီးတော့စီးကျုပ်တော်စီးကျုပ်သမားဆိုစီးကျုပ်သမားတည်တံ့လုပ်ထားရှိတယ်အဲ့တော့အဲ့နှစ်ခုကလုံးဝမတူဘူးအဲ့တော့ထိုးသေးနှစ်မျိုးရှိတယ် ်ပေါ်ဇမ်ပစ်နဲ့ဝီဂိုဗီပေါ်ဇမ်ပစ်ကစီးရိုသမားတွေတည်တံ့သုံးတယ်ဝီဂိုဗီကတော့အသက်အစီဖုံးသမားတွေနဲ့ဝီလော့သမားတွေတုံးတယ်နောက်တစ်ခုကတော့ rival set ပေါ့နော်ဒီ rival set ကတော့အဓိကတော့သူကတော့ formula နှစ်ခုနဲ့ထုတ်တယ်ပေါ့နော်ဒီတောက်စီသူကနေတိုင်းတောက်သွားတာ formula နှစ်ခုနဲ့ထုတ်တယ်ပထမအောင်ဆုံးအရင် old formula ကတော့ r1 formulation ကိုခေါ်တယ်သူကတော့3 mg ထွက်တယ်7 mg ထွက်တယ်14 mg 14 mg ထွက်တယ်ပေါ့နော်သူလည်းဖြည်းဖြည်းနဲ့ dose ကိုတိုးရတာပဲ3ပြီးတော့7 7ပြီးတော့ ပေါ့နောက်ကြတော့ဒီကောင်ဒီနောက်ပိုင်းကျွန်တော်တို့ကဒီဈေးတွေပေါ့နော်ဒီ GI cipher လို့ခေါ်တာပေါ့အစာရင်းနဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးတက်လာတယ်ကျွန်တော်ဒီ beta sojo မှာဆက်ပြီးတော့ပြောပြမှာပေါ့နော်အဲ့တော့ beta sojo ကိုရှော့ပြီးတော့ထုတ်တယ်နောက်ထပ် R2 formulation ကထပ်ပေါ်လာတယ်အဲ့ဒီကောင်ကြတော့ dose ကနည်းသွားတယ်1.5 mg ရှိတယ်4 mg ရှိတယ်9 mg ရှိတယ်9 mg ပါเนาะအဲ့ဒါလေးဖြည်းဖြည်းချင်းတိုးပြီးတော့ထုတ်သွားတယ်ပေါ့เนาะအဲ့ဒီကောင်ကတော့နေ့စဉ်တောက်ရတယ်သူကတော့အမျိုးအစားနှစ်စီးရုပ်အတွက်ပဲတည်တဲ့ ထုတ်လာတာဆိုတော့ weight loss အတွက်တော့မဟုတ်ဘူးအဲ့တော့ကာဝယ်တာကတော့ခုနအတိုင်းပဲကြောက်ကက်ကိုလည်းကာဝယ်တယ်နောက်ချက်ကဒီနှလုံးကိုလည်းကာဝယ်တယ်ပေါ့နော်အဲ့လိုနည်းနဲ့ကျွန်တော်တို့ကထုတ်ဈေးတွေကိုထုတ်လုပ်ထားပါတယ်ပေါ့နော်အဲ့တော့ဈေးတိုင်းမှာဘေးရဆူဂျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်တွေမှာလည်းဘေးရဆူဂျိုးမရှိဘူးလားဆိုတော့ရှိတယ်ပေါ့နော်အဲ့တော့ဘေးရဆူဂျိုးတွေကတော့များသောအားဖြင့်တော့အစာအိမ်နဲ့ပတ်သက်တဲ့ပြဿနာတွေဘိုင်အိုဒါတွေလေထိုးတာတွေ ဒါပြီးတော့လေထိုးလေအောက်တာဖြစ်တာရေပေါ့နော်။အော်အန်နာတွေအစားတော့ပြတ်တာတွေချိုးကြတော့ဝင်းချုပ်တယ်ချိုးကြတော့ဝင်းလျှော်တယ်ဝင်းပိုင်းနဲ့ပတ်သက်တဲ့ပြဿနာတွေတက်တယ်ပေါ့နော်။နောက်တစ်ခုကခေါင်းကြိုက်တာရှိတယ်ခေါင်းမူးတဲ့ပြဿနာတွေရှိတယ်။ဒါပေမဲ့အဲ့ဒီကောင်တွေကောတပတ်လောက်ကြာရင်ပျောက်သွားတယ်တဲ့။တပတ်နဲ့ဘလောက်ကြာသူ့ဘာသူပျောက်သွားတယ်အဲ့တော့ပူစရာမလိုဘူး။အဲ့လိုမျိုးဖြစ်လာတဲ့ခါကျရင်ဆရာဝန်နဲ့တိုင်ပြီးလို့ရှိရင်ဆရာဝန်ကတက်တာတဲ့စီပြီးပေးနေမယ်။ဒါပေမဲ့ထိုးတော့ရက်သွားစရာမလိုဘူး။တောက်တော့ရက်သွားစရာမလိုဘူး။တပတ်တစ်ပတ်ကြာရင်အဲ့ဒီခုနပြောတဲ့ဆိုမျိုးတွေကတဖြည်းဖြည်းနဲ့ပျောက်သွားကြတယ်လို့ပေါ့နော်။တောက်တယ်လို့ပြောကြတယ်။အဲ့တော့ဒါပေမဲ့ long term side effect ပေါ့ရေရှည်ဆွဲတော့ရင်ဘာကြီးဖြစ်မယ်ဆိုတော့အခုချိန်ကြီးတော့သိရတာမသိသေးဘူးပေါ့သုံးနဲ့သုံးနဲ့နှစ်တရားသိမှချာသေး long term ဆိုကျွန်တော်10နှစ်နှစ်20ကြာမှကျွန်တော်သိတာဟုတ်အဲ့တော့ဒါကြီးကသိပြီးတော့သိချာမသိသေးပြီမယ်ပေါ့နော်တချို့စာတန်းတွေအကြတော့တဲ့ဒီစီးကြိုကြောင့်မျိုးလုံးချိကြိုက်တာကိုဒီဈေးကနည်းနည်းပိုဆိုးစေနိုင်တယ်လို့ချို့စာတန်းတွေကပြောရတယ်ဒါကြောင့်မလို့ဒီဈေးထိုးနေရဒီဈေးတောင်းနေရဆိုလို့ရှိရင်မျိုးလုံးဆရာဝန်နဲ့အများနဲ့ပြပြီးမျိုးလုံးစစ်ဆေးမှုအများနဲ့လုပ်နေတည်တယ်ပေါ့နော်နောက်တစ်ချက်က तू က move stream ဖြစ်တယ်ပေါ့နော်ဒီကောင်ဈေးတောက်ပြီးလို့ရှိရင် စိတ်နဲ့ပတ်သက်ပြီးတော့ပြဿနာအများကြီးတက်လာနိုင်တယ်ဒါကြောင့်မို့မှုနဲ့ပတ်သက်ပြဿနာတွေတခုဖြစ်လာနိုင်တယ်မှုဆင်းဖြစ်သွားတယ်ပေါ့နော်စိတ်အနေနဲ့တက်ကြပြစ်လာပါညာဖြစ်ခဲ့ရင်လည်းဆရာဝန်နဲ့ပြန်ပြီးတော့ပြဖို့လိုတယ်တဲ့နောက်တစ်ခုက thyroid ပြဿနာတက်တယ်လေဗင်းပြဿနာတွေပေါ့လေဗင်းကြီးပြဿနာတက်နိုင်တယ်ဒါကြောင့်မို့အဲ့လိုမျိုးလေဗင်းကြီးတဲ့ပြဿနာတွေတခုရှိလာတယ်ပေါ့နော်လေဗင်းကမှအတန်ရမြင်းဟိတန်တွေမှထွက်လာတာမျိုးတွေမျိုးချတာခတ်လာတာတွေလေဗင်းမှာအကျင့်တစ်ခုစမ်းမိတာမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဆရာဝန်နဲ့အများဆုံးတန်ရင်သိနေပေါ့နော်အဲ့လိုပြောကြတယ်နောက်တစ်ခုကသူက pancreas ပေါ့နော်မုတ်ချိုအိမ်ရောက်နိုင်တဲ့အန္တရာယ်လည်းသူမှရှိရလို့ပြောတယ်အဲ့တော့ခြား ားဘီရက်ဆိုဂျိုတွေအများကြီးရှိပါသေးတယ်ဒါပေမဲ့ဒီဘီရက်ဆိုဂျိုတွေကဒါသူတို့စာရက်ထဲမှာရေးထားတာပဲတကယ်တုံးနေတဲ့သူတွေကအဲ့ဒါတွေကဖြစ်နိုင်ရည်ရန်နေလို့လည်းပြောကြတယ်လောင်းတက်မှာတော့ဘာဖြစ်လဲတော့မသိဘူးပေါ့နော်ခုနကပြောတဲ့မျက်လုံးနဲ့ပြဿနာတွေကတော့စာရန်ချုံမှာရေးထားရကြအောင်လို့ဘာပဲပြောပြတခုခုဆိုရှင်တော့ဒီမျက်လုံးနဲ့ပတ်သက်ပြီးတော့မျက်လုံးဆရာဝန်နဲ့မြင်တဲ့တိုင်မြင်တဲ့ channel တွေကတော့ဘီရက်ဆိုဂျိုဖြစ်လာတဲ့အခါကြလို့ရှိရင်အခုကျွန်တော်ပြောတဲ့အချက်လေးမှာတခုမြန်ညှိနေခဲ့မယ်ဆိုရှင်ကိုစီးထိုးထားတဲ့ဆရာဝန်နဲ့ပတ်သက်တိုင်မြင်ပြီးတော့လိုအပ်တာထပ်လုပ်တင်တယ်လို့အကြံပေးပြရတယ်ပေါ့နော် ကဲခုကျွန်တော်နောက်ဆုံးအနေနဲ့ပေါ့နော်ထိုးသေးကိုဘယ်လိုထိုးရမလဲတောက်ဆေးကိုဘယ်လိုတောက်ရမလဲဆိုတာကိုဆွေးနွေးပြသွားပါမယ်ပေါ့နော်အဲ့တော့ထိုးသေးကိုထိုးမယ်ဆိုရင်စီဂျိုနဲ့ပတ်သက်ပြီးတော့အင်ဆူလင်ထိုးတာတွေပါချို့ကြားဖို့ကြားရမှာနော်အဲ့လိုပဲသူလည်းအေးပြားအောက်ကိုထိုးထည့်ပေးရတယ်အဲ့တော့ထိုးသေးကိုထိုးတဲ့ချိန်ကျလို့ရှိရင်ဒီထိုးထိုးရတဲ့နေရာတွေအဝမ်းပိုက်မှာထိုးတာရှိတယ်ပေါင်မှာထိုးတာရှိတယ်လက်မောင်းမှာထိုးတာရှိတယ်ပေါ့နော်အဲ့လိုနေရာတွေမှာထိုးရမယ်ဒါပေမဲ့နေရာကိုတော့ပြောင်ပြောင်ပြီးထိုးပြဖို့လိုတယ်တနေရာတွေကိုတော့ရှောက်မထိုးဘူးတော့အကြံပေးတယ်ပေါ့နော်အဲ့တော့ဘယ်ချိန်မှာထိုးအောင်လဲ ဲ့တော့တပတ်တစ်ချိန်ပဲထိုးရမယ်ကြိုက်တဲ့ရက်မှာစထိုးလို့ရတယ်ဘယ်ရက်မှာထိုးလို့မပြောဒါပေမဲ့တခုတော့ရှိတယ်ဒီတစ်ပတ်တနင်္ဂနွေလေးဆိုနောက်တစ်ပတ်တနင်္ဂနွေလေးပုံမှန်ထိုးရမယ်ပေါ့နော်ကြိုက်တဲ့ရက်မှာစထိုးလို့ရတယ်ကြိုက်တဲ့အချိန်ထိုးလို့ရတယ်မနက်လာနေ့လာညနေလာပြောစရာမလိုဘူးကြိုက်တဲ့အချိန်ထိုးလို့ရတယ်ထိုးတဲ့အချိန်မှာအစာစားပြီးပြီလားအစာမစားခင်လားပြောစရာမလိုဘူးကြိုက်တဲ့အချိန်ထိုးလို့ရတယ်ပြောတဲ့အကြောင်းလို့အစာစားပြီးမှထိုးလို့ရတယ်အစာမစားခင်ထိုးလို့ရတယ် ဲ့တော့ကြိုက်တဲ့ချိန်ထိုးလို့ရရပါတော့တခုပဲတနေရာနဲ့တောက်လျှောက်တော့မထိုးနဲ့ပါတော့အဲ့ဒါအရေးကြီးတယ်ချက်ပါတော့တောက်စီပေါ့တောက်စီဆက်သွားမယ်နော်အဲ့တော့တောက်စီတောက်တဲ့အခါကျလို့ရှိရင်တော့ तू ကမနှက်စာမစားခဲ့ तू ကတော့ပထမဦးဆုံးစားစားရတော့ကျွန်တော်ကမနှက်စာပေါ့ဗျာမနှက်စာမစားခဲ့နိုင်ွက်အလိုလောက်မှာသူ့တမျိုးပဲတောက်ရမယ်ကျန်တဲ့စိင်းနဲ့လုံးဝရောတောက်လို့မရအောင်စီးရုပ်သမားတွေကများသောအားဖြင့်ကျန်တဲ့စိင်းတောက်ရတာရှိတယ်မနှက်ခင်မှာအဲ့ဒီစိင်းတွေကိုအဲ့ဒီစိင်းတွေဖြစ်ဖြစ်အစာစားတာဖြစ်ဖြစ်နိုင်ွက်ခွာပေးရမယ်လို့ပြောတယ်အဲ့တော့ မနက်စာမစားခဲ့နိုင်ခွက်အလိုအခြားဆေးရေမတောက်ခဲ့နိုင်ခွက်အလိုမှာရေလေးအောင်စားတဲ့မပူတဲ့ရေနဲ့ပဲတောက်အောင်ရေနဲ့နဲ့ပဲတောက်မှာပြောတော့ဗျာပြောရရင်တော့ရေတွေအများကြီးနဲ့တောက်လို့မရဘူးတဲ့အဲ့လိုတောက်အောင်ပြီးတော့မှအိတ်ဆေးပြီးတော့အိတ်ဆေးတောက်ပြီးတော့နိုင်ခွက်လောက်ကြာလာမှအစာစားမယ်ဂျနက်ဆေးလည်းတောက်မယ်နောက်တစ်ချက်ကဒီဆေးပေါ့နော်ဒီဆေးကိုလုံးဝဝါးစားလို့မရဘူးချိုးလို့မရဘူးအဲ့ဒါလေးသတိထားဖို့လိုတယ်အဲ့လိုပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုဒီကိုချိုးလိုက်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်တဲ့သူတွေအနေနဲ့ပေါ့နော်ဒီနောက်ဆုံးပေါ်စီးကြိုထိုးစေးနဲ့တောက်စေးအကြောင်းကို တော်တော်များသိသွားကြမယ်လို့ညွှန်လင်းပါတယ်တကယ်လို့များမြန်မာနိုင်ငံဝင်လာတဲ့ကိုယ်လည်းတကယ်လို့ဒီဆေးကိုထိုးမယ်တောက်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးရတစုံတရာအကျိုးကျေးဇူးရှိသွားမယ်လို့ညွှန်လင်းပါတယ်ကျွန်တော်ကတော့ AN Channel မှာကျမရဲ့ဘူးသူတိုင်းအမြင်နဲ့တင်ဆက်ပေးနေတဲ့ဒေါက်တာယူပါပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးကြိုင်ပြန်တွေ့ကြမယ်နော်